မေရိကန်ရဲ့ခွန်နှောင်းနာကြောင့်ဈေးနှစ်ဆတက်သွားတဲ့နာမည်ကြီးတရုတ်ဘန်နာဆိုင်ရီဟာလေထားဘလို့ရှိမလဲဂျပန်ဆိုင်ရီနဲ့ရှင်တောင်းဝင်ပါမလားဘန်နာဆိုတာကရောဘလို့မျိုးလဲဒီနေ့ဒီကြောင်းလေးပြပတ်သွားမှာဖြစ်ပါလိမ့်ဟယ်လိုအားလုံးမင်္ဂလာပါ MG ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့မြန်မာနိုင်ငံကိုမသွေးနဲ့တရုတ်ထုတ်ဥရောပတန်းဝင်ဖြစ်တဲ့ဘန်ဒါကုမ္ပဏီအကြောင်းနဲ့ဘန်ဒါရဲ့ဆိုင်ရွေအကြောင်းဖြစ်ပါတယ်။စားလိုက်ရအောင် တရုတ်နိုင်ငံတွင်ဆိုင်ငံစက်မှုလုပ်ငန်းတွေတိုးတက်လာတဲ့အချိန်နိုင်ငံတွင်ဆိုင်ငံအသုံးပြုမှုများလာတဲ့1994ခုနှစ်မှာပေါ့မြန်မာနိုင်ငံရဲ့တွင်းနဲ့ဆိုင်ငံစုပ် quality မျိုးမဟုတ်ပဲ1တန်125ဆိုင်ငံအသေးလေးတွေကိုတရုတ်ပြည်သူတွေအသုံးပြုစနစ်နိုင်ဖို့ဆိုပြီးတရုတ်ပြည်သူတမန်တော်မြန်မာနိုင်ငံနဲ့အလံဝေးတဲ့တရုတ်နိုင်ငံဇီရှမ်းပြည်နယ်မှာဘန်ဒါမော်တော်ဆိုင်ကုမ္ပဏီကိုစတင်တည်ထောင်ပါတယ်စက်မှုလုပ်ငန်းတွေထုံးခွာလာတဲ့အမြ2009နှစ်နောက်ပိုင်းမှာတော့ဂျပန်နဲ့ဥရောပကဆိုင်ငံတွေကိုစုတူပြုကလောင်းရင်းဆိုင်ငံဘင်းကြီးတွေကိုနိုင်ငံတွင်းမှာထုတ်လုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ဥရောပကိုတိုးဖို့စူးစမ်းတဲ့အခါဈေးနဲ့လည်းပစ္စည်းဆုံးတယ်ဘာတော့ဒီဈေးပေးရမှာလဲဆန်စူးစမ်းလိုက်အောင်ဆိုရဲမှတ်ချက်တွေပေးခဲ့ပြီးတော့တယောက်ကြီးရဲ့ဘန်နာကုမ္ပဏီဟာပစ္စည်းဆုံးတွေမဟုတ်ပဲဥရောပမှာရအောင်ဖြန့်မယ်ကွာဆိုပြီးတော့စူးစမ်းလာခဲ့ပါလေဒါပေမဲ့ဆန်နဲ့စူးစမ်းတဲ့ဥရောပမှာဖြန့်ချိနိုင်တဲ့အင်အားမရှိသေးပါဘူးဒါပေမဲ့လက်လျှော့သေးပဲနောက်ဆယ်နှစ်ကြိုးစားလာတဲ့အခါမှာတော့2020နောက်ပိုင်း2021ခုနှစ်အရောက်မှာဥရောပရဲ့ဆန်ရင်ဆန်ညွန်ယူရိုစည်းကမ်းချက်တွေနဲ့ကိုက်ညီတဲ့ပါဝါကြီးဆိုင်ရဲ့ဘင်းကြီးတွေကို တင်သွင်းဖြန့်ချိနိုင်ခဲ့ပါတယ်။ဥရောပမှာဆိုင်ယိုရီတင်သွင်းမှုဆိုရင်ယူရိုစည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။ NCC Displayment Block မှာ Bay Power မြင်းကုန်ရေးသုံးရမယ်။ Inline Block သုံးရမယ်။ Exhaust ကဘလို့ဖြစ်ရမယ်။အဲ့လိုနဲ့စည်းကမ်းချက်တွေရှိပါတယ်။ဒါကလည်းပဝန်းကျင်ရဲ့ Gas နဲ့လိုပျက်စီးမှုကိုထိန်းသိမ်းတဲ့အနေနဲ့သတ်မှတ်ချက်တွေဖြစ်ပါတယ်။နောက်ဘက်မှာတော့ Electronic Car တွေဆိုင်ယိုရီကိုတွန်းကျစ်တဲ့ထထုတ်လာနေပြီးတော့ Carbon Offset ထထုတ်မှုရှင်းချနိုင်မှုလောက်လာကြတာလည်းရှိနေပါပြီ။ဒါပေမဲ့လည်းပရောဂဘာစ်အတွင်းထဲရောမတိုင်ခင်ကတည်းက single banger ကြီးရဲ့ performance CR feeling အဲဇောကခံစားနိုင်တဲ့အတန်းထွက် YouTube မှုတွေကချက်ချင်းကြီး EV စားထိုးပြီးတော့ဖျောက်ဖျက်နိုင်မှုဖြစ်နိုင်လေဘူးလို့တော့ထင်ပါတယ်။ဒီနေ့ခေတ်ကအရင်ထက်တိုးတက်လာတဲ့အနေအထားအရ single YouTube မှုတွေကပုံများလာခဲ့ပါပြီ။ဘန်နာကြောင်းကိုပြန်ဆက်ရအောင်။2021မရောက်ခင်မှာပေါ့။တခုပြောပါအောင်မယ်။အာ engine အကြောင်းပါ။ single တွေမှာ high performance ပေးနိုင်တဲ့ဒါ engine မျိုးစားတွေရှိပါတယ်။ Align 4 engine V twin engine နဲ့ V4 engine တွေကအကျန်းဆုံး performance ထွက်တဲ့ engine ပုံစံတွေဖြစ်ပါတယ်။ဒါကအကျန်းပြင်းပြောပြတာပါ။တရုတ်ကအဲ့ engine ပုံစံတွေကို quality ကောင်းကောင်းမထုတ်နိုင်ပါဘူး။ဒါပေမဲ့ပထမဆုံး V4 engine ကိုစထုတ်လာတဲ့တရုတ်ဆိုင်ကုမ္ပဏီကဘန်နာဖြစ်ပါတယ်။ V4 engine နဲ့ကျန်းတဲ့ဆိုင်တွေကိုမြင်အောင်အရင်ပြောပါမယ်။ဂျပန်ထုတ်ဟွန်နာ RC213V အီတလီထုတ် Ducati Panigale V4 အီတလီထုတ် Aprilia RS V4 Factory ဂျပန်ထုတ် Yamaha Vmax ဆိုင်တွေဖြစ်ပါတယ်။ ဆိုင်ကကြတဲ့သူဆိုရင်တော့ဒီဆိုင်ကတွေကဘလောက်ကျန်းနိုင်ဆုံးလဲသိမှာပါဒီဆိုင်ကလားဒီဆိုင်ကလားဒီဆိုင်ကလားဒါမျိုးဆိုင်ကလားလူမျိုးဆိုင်ကတွေကိုကိုမျိုးဝဲမော်တော်ဆိုင်ကရှိုးရုံးမှာဝယ်ရက်ရှင်းနိုင်ပါတယ်တိ30ဝန်းကျင်ကနေ300ဝန်းကျင်ဒီဆိုင်ကလို့လုံးရှိပြီတော့ဆိုင်မှာရှိတဲ့ဆိုင်ကတွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်ကျောင်းဦးမှာသို့မော်ပြီးမြို့နယ်စပိုင်းမတိုင်နယ်16မတိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်တာသူ98လမ်းအဲ118 118အေးကြားမှာရှိပါတယ် အဲတိတ်တိတ်ကျင်ဆက်တက်မင်းမြန်နေတယ်ဆိုလို့ကျွန်တော်အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်တက်မင်းမြန်နေပါတယ်အဲကောမန့်ပါတယ်ပြည်စုံလင်းချပေးထားပါပထမဆုံးဥရောပကိုစတင်တင်သွင်းလာတယ်2020မှာပဲတရုတ်ကနေပထမဆုံးထုတ်လုပ်တဲ့ V4 engine ကိုဘန်နာကပြသခဲ့တယ် Deflect 900ဆိုတဲ့ဆိုင်ငယ်ဖြစ်ပါတယ် Banner BD 300 V twin Banner LFC 900 LI4 engine နဲ့ဆိုင်ငယ်တွေကိုပြသလာခဲ့ပါတယ်လူကြိုက်များတယ်လို့ပြောလို့မရသေးပါဘူးရေသွေးစိတ်ချမှုရှိရလားချို့ကတော့ဈေးနှုန်းနဲ့ quality ကတင်းတော့ပါတယ် အဲလေးချိန်များပြီးတော့ဆန်းဆောင်ရင်မကောင်းဘူးအဲစသဖြင့်မှတ်ချက်မျိုးမျိုးတော့ရှိပါတယ်အဲဆန်ဂရီထဲမှာခုလက်တော့အပြောများနေတာကဘန်နာ LFC 900ဆန်ဂရီဖြစ်ပါတယ်ဂျိုကတော့ကလုံးထားရတယ်ဒီကလုံး copy ကောင်းတရားဖို့သုံးပုတ်ပါညာပြောကြပါတယ်ဒါဒူဂါရီရဲ့ဒီယာဖဲဆိုတဲ့ဆန်ဂရီဆင်တူနေတာကိုတော့မြင်တွေ့ရပါတယ်680 cc inline 4အင်ဂျင်ကိုအသုံးပြုထားပြီး engine a base နဲ့ရေတိုင်းကိုလည်းတက်ဆင်ထားပါတယ် မင်းကောင်60ဝန်းကျင်ထုတ်လုပ်ပေးမှာဖြစ်ပြီးတော့တနားရီကို190ကီလိုမီတာဝန်းကျင်အမြင့်ဆုံးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Brembo disc brake, ABS brake system နဲ့ပေါင်းပြီးတော့ Chala Tronic system နဲ့ Riding mode တွေမပါဝင်တာတွေ့ရပါတယ်။ဈေးနှုန်းအဖြစ်ဒေါ်လာ6000ဝန်းကျင်နဲ့ပထမဆုံးရောင်းချခဲ့ပြီးတော့ American မှာတော့အခွန်နှုန်းလာကြောင်းဒေါ်လာ12000ဝန်းကျင်ယခုချိန်မှာဖြစ်နေပါတယ်။မြန်မာနိုင်ငံကိုတော့တရားဝင်မသွင်းပါဘူး။ခြားနိုင်ငံတွေမှာတော့ဒေါ်လာ9000ဝန်းကျင်နဲ့ရရှိနိုင်ပါမယ်။အဲနိုင်ငံတွေကလည်းမြန်မာနိုင်ငံကိုသွင်းလာခဲ့ရင်လည်း ကစတန်ကဖြတ်ပြီးဟိုကြီးတီကြီးနဲ့မြန်မာဝင်သိန်း900လောက်ရှိမှခံမှမှာလေအရင်ပုံမှန်ကိုဈေးဆိုရင်တော့သိန်း100ဝန်းကျင်လောက်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်မစ်ရိုအနေနဲ့ဘန်နာ LFC 900ဆိုင်ရယ်ကိုလုံးမြင်ပါလေအဈေးထဲမှာဘန်နာကိုဝယ်ပြီမလားအခြားဘယ်မျိုးသားကိုရွေးချယ်ပြန်မလဲဆိုတော့ comment မှာပြောခဲ့ကြပါဦးခင်ဗျဒီနေ့ video ကတော့ဒီလောက်ပါပဲ agent ပြောရှင်တဲ့နေ့တွေကိုအများဆုံးပိုက်ဆံနိုင်ကြပါစေ